စစ်ဆိုတာဒါမျိုးတိုက်ရတယ်ဆိုတဲ့ပုံစံမျိုးပြသပေးနိုင်ခဲ့တဲ့1027စစ်စင်ရေးကလည်းတကယ်တမ်းပြောရင်တော့တရုတ်ရဲ့ခွင့်ပြုချက်မရဘဲနဲ့စလို့မရတဲ့စစ်စင်ရေးပေါ့နော်မုံတိစရာကောင်းတဲ့ဒါစစ်တပ်အတွက်ပေါ့နော်မင်းရဲ့ထောက်ခံမှုကမင်းရည်မှန်းချက်တွေကိုဖြစ်စေနိုင်မှာမလားဆိုတာကိုငါတန်တရားဖြစ်မိတယ်ပေါ့နော် ပါဒီကနေ့ကတော့အော်တိုဘာလ6ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့သတင်းတွေအများကြီးရှိတယ်အဲဒီကကျွန်တော်ရွေးချယ်ထားတဲ့ဟာတွေကတော့ဒါကြောင့်ဒါ green ni ပြည်နယ်ပေါ့နော် green ni ပြည်နယ်ထဲမှာတိုက်ပွဲတွေနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကပြောင်းလဲလာတဲ့အပြုမူတွေနဲ့ပတ်သက်ပြီးကျွန်တော်စုံစမ်းသိရှိရတဲ့ဟာတွေကိုပြောပြပေးသွားမယ်နောက်တစ်ခုကတော့ဒါကျွန်တော်စကိုင်းတိုင်းတွေကပေါ့နော်စကိုင်းနောက်တစ်ခုကတော့ဒါကျွန်တော်စကိုင်းတိုင်းတွေကအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ ဒါစစ်ကောင်စီကအဲသူတို့ဘယ်လိုမျိုးပုံစံမျိုးတွေနဲ့ဥတီချီလန်းနေတယ်လဲဆိုတဲ့ပုံစံမျိုးတွေလည်းဒါကြောင့်ပြောသွားမယ်နောက်တစ်ခုကတော့တရုတ်ရဲ့ပံ့ပိုးမှုတာမရှိတော့ဘူးဆိုရင်ဒါစစ်ကောင်စီဒါမင်းအောင်လှိုင်ပေါ့နော်မင်းအောင်လှိုင်ကအာဏာကိုချုပ်ကန်ထားနိုင်တော့မှာမဟုတ်ဘူးအဲဒါကြောင့်မလို့ဒါပြန်ပြီးတော့စဉ်းစားသင့်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါနယူးဇီလန်တို့တော့အမတ်ကဒါတရုတ်ကိုတိုက်တွန်းလိုက်တယ်ဆိုတဲ့အကြောင်းအဲ့လိုမျိုးတိုက်တွန်းလိုက်တဲ့အတွက်ဒါတရုတ်ကဘလို့တုံ့ပြန်မလဲဆိုတဲ့ဟာမျိုးကြီးလဲဒါကျွန်တော်တို့ပြောသွားမှာဖြစ်တယ်နောက်ခုကတော့ဒါညောင်မျိုးနယ်တဲ့ကဒါပါဆစူဆောင်းနယ်ပေါ့နော်စူဆောင်းပေးတဲ့ ထေးမောင်ပေါ့နော်ယွာလူကြီးဥက္ကဋ္ဌပေါ့နော်ထေးမောင်ရဲ့သားရဲ့အဖြစ်ကိုလည်းဒါကျွန်တော်စုံစမ်းသိရှာတော့ပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပထမဆုံးအနေနဲ့ကတော့ဒါတရုတ်ကိုပေါ့နော်ဒါနယူးဇီလန်လွှတ်တော်အမတ်ကတိုက်တွန်းလိုက်တယ်အဲတိုက်တွန်းလိုက်တယ်ဆိုတဲ့ဟာကစစ်ကောင်စီကိုဒါမင်းတို့ဒါမထောက်ပံ့တော့ဘူးဆိုရင်စစ်ကောင်စီမင်းအောင်လှိုင်းကပေါ့နော်အာဏာကိုဆက်ပြီးတော့ဒါမထိန်းထားနိုင်တော့ဘူးပေါ့နော်ဒါကြောင့်မလို့အကြမ်းဖက်မြန်မာစစ်အုပ်စုပေါ်မှာထောက်ခံနေတဲ့ဟာပေါ်မှာပြန်ပြီးတော့စဉ်းစားဖို့ဆိုပြီးတော့ဒါတိုက်တွန်းလိုက်တာရှိတယ်ပေါ့နော်ပြီးတော့ဒါသူပြောခဲ့တဲ့ပုံစံဒါဆေးရဆွေးကောင်မင်းအောင်လှိုင်းကပေါ့နော်တရုတ်ရဲ့ပံ့ပိုးကူညီမှုမရှိဘဲနဲ့ အာဏာကိုရနိုင်တော့မှာမဟုတ်ဘူးဒါကလည်းတကယ်အမှန်ပဲလေဒါနိုင်ငံတကာကတော့သိနေတယ်ဆိုတော့အမြင်မျိုးကိုတော့မြင်ရတယ်ပေါ့နော်ပြီးတော့ဒါမင်းအောင်လှိုင်ရဲ့ဒါဆေးရဆွေးမှုလူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ရာဆွေးမှုတွေကဒါတရုတ်ပါဝင်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒါကဒါအင်အားကြီးမားပြီးတော့လေးစားရတဲ့နိုင်ငံကြီးတစ်ခုရဲ့အပြုတ်မှုတော့မဟုတ်ပါဘူးတဲ့ဒါတရုတ်ကိုပြောချင်တာကပေါ့နော်ဒါမင်းတို့ရဲ့နယ်စပ်ဒေသမှာတည်ငြိမ်မှုလိုချင်တယ်ဆိုရင်မင်းရဲ့အခြေခံအဆောက်အအုံလမ်းကြောင်းကိုကာကွယ်ခြင်းနဲ့ တဘာဝတည်ရန်ဇာတာတွေကိုအသုံးပြုခွင့်ရကျင်နေဆိုရင်ဒါတွေကတရုတ်နိုင်ငံနိုင်ငံသားရဲ့ policy ပန်းနိုင်နေဆိုရင်ပေါ့နော်မုံတိစရာကောင်းတဲ့ဒါစစ်တပ်အတွက်ပေါ့နော်မင်းရဲ့ထောက်ခံမှုကမင်းရည်မှန်းချက်တွေကိုဖြစ်စေနိုင်မှာမလားဆိုတာကိုငါတန်တရားဖြစ်မိတယ်ပေါ့နော်တရုတ်နိုင်ငံကိုကျွန်တော်ပြောချင်တာကမင်းတို့ကကဘာပေါ်မှာအလွန်အဆိုးရွားဆုံးစစ်အာဏာရှင်တွေကိုထောက်ပံ့ပေးနေသူတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဒါပြောသွားခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောသွားခဲ့တာပေါ့နော်အဲ့တော့ဒါမင်းအွန်လိုင်းနဲ့တရုတ်နဲ့ဆက်ဆက်ရင်းတဲ့အကြောင်းကိုဒါကျွန်တော်နည်းနည်းလေးပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ဒါ ဒီအကြောင်းຫນွေဥတော်လန်ရေးမှာပေါ့နော်ဒါတစ်စစ်ချိုးပြောင်းလဲသွားစီနိုင်တဲ့1027စစ်စင်ရေးပေါ့နော်စစ်ဆိုတာဘလို့တိုက်ရလဲအဲစစ်ဆိုတာဓာမျိုးတိုက်ရလဲဆိုတဲ့ပုံစံမျိုးပြသပေးနိုင်ခဲ့တဲ့1027စစ်စင်ရေးကလည်းတကယ်တမ်းပြောရင်တော့ တရုတ်ရဲ့ခွင့်ပြုချက်မရဘဲနဲ့စလို့မရတဲ့စစ်စင်ရေးပေါ့နော်တရုတ်ခွင့်ပြုလိုက်လို့သာဒီစစ်စင်ရေးဟာစနိုင်ခဲ့တာဖြစ်တယ်ဆိုပြီးတော့လေဒါသိတဲ့သူတွေကတော့သိကြတာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒါ MND ပဲဖြစ်ဖြစ် TNL ပဲဖြစ်ဖြစ်ဒါတရုတ်နယ်စပ်တွေမှာအခြေစိုက်နေတဲ့ဒါလက်နက်ကိုင်းတိုင်းဒါတော်လိုင်းတပ်ဖွဲ့တွေဖြစ်တယ်ပေါ့ဗျာအဲလိုကြတော့တရုတ်နယ်ဆက်ဆံရေးရှိထားတဲ့အဖွဲ့တွေပေါ့နော်အဲလိုမျိုးအဖွဲ့တွေဖြစ်တဲ့အတွက်တရုတ်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ဒီလိုမျိုးစစ်စင်ရေးကိုစဖို့အတွက်မဖြစ်နိုင်ဘူးပြီးတော့အဲ့စစ်စင်ရေးက ဘလောက်တိအောင်မြင်သွားသလဲဆိုတဲ့ဟာကိုလည်းအားလုံးသိလိမ့်မယ်ပေါ့အကုန်လုံးကဟာတောင်းတောင်းပြပြနဲ့ကြိုးစို့ကြတာပေါ့နော်လောက်ကလဝါဒီးပြီးတော့ပေါ့နော်ဟာဒီလိုမျိုးတိုက်ရတာဟာအားရလိုက်တာပေါ့နော်အဲပြီးတော့အဲတရုတ်ရဲ့ခွင့်ပြုချက်အပြင်ကမှတရုတ်ရဲ့ထောက်ပံ့ပေးမှုတွေပါပါတယ်ဆိုတဲ့အကြောင်းကိုလည်းအားလုံးသိလိမ့်မယ်ဒါမပြောပေမဲ့သိလိမ့်မယ်ပေါ့နော်အဲပြီးတော့ဒါဒီတိုက်ပွဲတွေထဲမှာတေချာပြန်ကြည့်မယ်ဆိုရင်ဒီ drone အသုံးပြုမှုပေါ့နော် တရုတ်ရဲ့ထောက်ပံ့ပေးတယ်ပေါ့နော်ဒါ drone တွေပေါ့နော် drone တွေအသုံးပြုမှုတွေက ဘလောက်တောင်မှဒါဒီတိုက်ပွဲတွေကိုအလှည့်ပြောင်းဖြစ်သွားစေသလဲဆိုတဲ့ဟာကိုမြင်တွေ့လိုက်ရလိမ့်မဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ drone တွေဆိုရင် drone ပုံသီးတွေဆိုရင်အာအာပါတရဗျာတကယ်အဆောက်အုံကြီးတစ်ခုလုံးကိုပွင့်ထွက်သွားတော့အထိဒါကြီးမားပြင်းထန်တဲ့ပတ်ဝဲမှုတွေဖြစ်စေတဲ့ drone တွေ ဒရုန်းပုံးသီးတွေကစားထောက်ပံ့ပေးကြတာဖြစ်တယ်ဗောနော်အဲ့တော့တရုတ်ကဒီစစ်စင်ရေးကိုခွင့်ပြုပေးရုံသာမကဒီစစ်စင်ရေးအောင်မြင်မှုအတွက်တစ်ဖက်သလန်းကနေပါထောက်ပံ့ပေးကြတယ်ဆိုတာကိုတော့ဒါအထင်ရှားတွေ့ရလိမ့်မယ်ဗောနော်အဲ့တော့ဒါ1027ပထမပိုင်းဒုတိယပိုင်းပြီးတဲ့အခါမှာတော့ဒါတရုတ်ကစစ်ကောင်းဆောင်ကို အမေအောင်လိုင်းကိုကင်တွယ်တဲ့ပုံစံနဲ့ပြောင်းလဲလာတယ်။လာရှိုးကိုရပြီးတော့ဆေရက်အကြာမှာပဲတရုတ်နိုင်ငံသားရဲ့ဝင်ကြီးနေပြီးတော့ကိုရောက်တယ်။ပြီးတော့ဒါတရုတ်မုံဒီရေးနဲ့ဒါမြန်မာပြည်တဲကတရုတ်ရဲ့အကျိုးစီးပွားတွေကာကွယ်ပေးဖို့ဆိုတဲ့ကတိတောင်းတယ်ပေါ့နော်။အဲဒီနောက်ပိုင်းမှာတရုတ်ရဲ့ဖီအားကတိုင်းရင်းသားဒလန်ရေးတပ်ဖွဲ့တွေပေါ်မှာပြန်ပြီးတော့တစ်ဖက်လှည့်လာခဲ့တယ်ပေါ့နော်။အဲလိုလှည့်လာပြီးတဲ့နောက်ပိုင်းမှာစစ်တပ်ကိုနေမြေတွေပေါ့နော်စစ်တပ်ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်ပေးဖို့တွေအထိဖြစ်လာစေခဲ့တယ်။ပြီးတော့ကြတော့ ါရှမ်းမြောက်ကဒါတိုက်ပွဲဝင်ခဲ့ကြတဲ့1027လို့စစ်စင်ကြီးတွေရက်တန့်သွားတယ်ပြီးရင်တိုက်စစ်အုံတွေကျသွားတယ်နောက်ဆုံးတိုက်ပွဲတွေကအစရက်တန့်သွားတဲ့ပုံစံမျိုးတွေထိဖြစ်သွားစေခဲ့တာလေဒါတွေ့ရလိမ့်မယ်ပေါ့နော်အဲပြီးတော့ဒါအလားတူကချင်ပြည်နယ်ထဲမှာဆိုလဲအဲ့လိုပုံစံမျိုးနဲ့တိုက်ပွဲတွေကိုဒါဖိအားပုံစံမျိုးလုပ်ခဲ့တာတွေလည်းတွေ့ရလိမ့်မယ်အဲနေဆက်မြင်းတွေပိတ်ပစ်တယ်နေဆက်ပေါက်တွေပိတ်ပစ်တယ်အာအဲ့ဒါကိုဒါ KAI ကပြန်ပြီးတော့ပိတ်ပိတ်ပြခဲ့တာမျိုးတွေဒါမျိုးပုံစံမျိုးတွေအလှည့်ပြောင်းနေပေါ့နော်ဆိုတာကတရုတ်ကဒါတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေပေါ်မှာတပ်ဖက်လက်နဲ့ဖိအားတွေပြန်ပြီးတော့လိုက်ပေးတယ်အဓိကတော့မင်းအောင်လိုင်းနဲ့သဘောတူညီမှုရသွားပြီးတဲ့နောက်မှာဒီလိုမျိုးပြန်ပြီးတော့ပြောင်းလဲသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့တရုတ်သားခုနလိုမျိုးပေါ့နော်မင်းအောင်လိုင်းပေါ့နော်မင်းအောင်လိုင်းဥဆောင်နေတဲ့စစ်ကောင်စီဘက်ကိုအခုလိုမျိုးဝင်မရက်ခဲ့ဘူးဆိုရင်ဒါမြန်မာနိုင်ငံရဲ့ဒါနွေဦးတော်လိုင်းရေးကအစိုးကြီးကနေကအောင်မြင်ပြီးသွားတော့တဲ့အနေအထားလို့ကိုပြောလို့ရတယ် တကယ်ပါတေဥဒဝင်မပါခဲ့ဘူးခုလိုမျိုးဝင်မလျှောက်ခဲ့ဘူးအခုလိုမျိုးပေါ့နော်မယောင်းလိုင်ဘက်ကိုမကူညီပေးခဲ့ဘူးဆိုရင်ဒီလိုဒီချင်းတွေထိတောင်ရောက်လာစရာအကြောင်းမရှိတော့ဘူးလို့ပြောရလိမ့်မယ်ပေါ့နော်အဘကြောင့်လဲဆိုတော့ဒါတချို့စစ်စင်ရေးတွေကတော်တော်ကြီးကိုရက်တန်သွားတဲ့ဟာတွေအားလုံးလည်းသိလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်လို့ပဲစစ်ကောင်စီကဒါတေဥရဲ့ဝင်ပြီးတော့သူ့ဘက်ကရက်တီပေးမှုကြောင့်မလို့တံပြန်ထိုးစစ်တွေလှုပ်လာနိုင်တယ်အချို့နေမြေတွေအချို့နေရာတွေတောင်းယူတာတမျိုးတိုက်ယူတာတစ်ပုံပေါ့နော်သဘောတူညီမှုကတမျိုးအဲ့လိုပုံစံမျိုးနဲ့ ဒါပြန်ပြီးတော့ရနေတာတွေတွေ့ရလိမ့်မယ်ပေါ့နော်။ဒါပြင်ဒါတရုတ်ဘက်ကကြည့်မယ်ဆိုရင်လည်းမင်းအွန်လိုင်းကိုအဲလုံးဝကြီးကြိုက်နေတဲ့ပုံစံမျိုးတော့မတွေ့ရဘူးပေါ့နော်။အဓိကတော့တိတ်ကြိုက်တဲ့ထဲမှာတော့မပါဘူး။ဒါကြောင့်မလို့လဲမင်းအွန်လိုင်းကဒါရွေးကောက်ပွဲနဲ့ထုတ်ပါမယ်ဆိုတော့အဲဒီဒီဂရိကဝတ်ကိုပေါ့နော်လက်ခံခဲ့ပြီးတော့တကယ်ထွက်မထွက်ကိုလည်းအခုချိန်ထိစောင့်ကြည့်နေစေဖြစ်တယ်လို့ယူဆရတယ်ပေါ့နော်။ဒါကြောင့်မလို့ရုရှားခီးစင်မှာတရုတ်ကိုကြော်ပြီးတော့ဒါ ်ပူတင်ကိုသွားပြီးတော့ဒါရွေးကောက်ပွဲပြီးရင်ဒါဘယ်လိုမျိုးပုံစံမျိုးအာဏာပြန်လွှဲပါမယ်ဆိုတဲ့အကြောင်းပြောခဲ့လို့နောက်ဆုံးမှာအာဂျင်ဒါပြန်ပြီးတော့ပေါ့နော်ဒါကုမင်းကိုနေချင်းပြန်တဲ့တောင်ဝင်ခဲ့ရသေးတဲ့အနေထားပေါ့နော်ဆိုတော့ဒါနယူးဇီလန်အမတ်ဒါပြောလိုက်တဲ့ပြောဆိုချက်ဒါကလည်းကဘာကသိနေတဲ့အနေထား တရုတ်သားဝင်မပါဘူးဆိုရင်တရုတ်သားစစ်ကောင်စီဘက်မှဝင်မရက်ဘူးဆိုရင်ဒါမြောက်လိုင်းကအခုချိန်မှာတော်တော်လေးချင်းနေဆိုးရတဲ့အနေအထားကိုရောက်နေမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါနယူးဇီလန်အမတ်ရဲ့တိုက်တွန်းမှုကိုတရုတ်ကဂရုစိုက်ရဲ့လားဆိုတော့လေတရုတ်ကသူ့ရဲ့ဇညွန်းတိုင်းတွားနေတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်အရှိကဖြစ်စဉ်တွေအကုန်လုံးပြန်ကြည့်မယ်ဆိုရင်လည်းဒီသဘောတရားတိုင်းပဲတွေ့နေရတယ်ပေါ့နော်အဲ့တော့ တရုတ်မှာကသာဝရမိတ်ဆွေသာဝရယန်သူဆိုတဲ့ပုံစံမျိုးမရှိဘဲနဲ့သာဝရအကျိုးစီးပွားဆိုတာပဲရှိတဲ့တရုတ်အတွက်ကတော့မင်းအွန်လိုင်းစီကနေဒါလွယ်လွယ်ကူကူနဲ့တဘာဝတရားစတာတွေပေါ့နော်ကျွန်တော်နိုင်ငံရဲ့တရားစတာတွေကိုပေါ်ပေါ်ပဲပဲနဲ့ရနေတာဖြစ်တဲ့အတွက်ပေါ့နော်အဲဒီလိုမျိုးရနေတဲ့စေအုပ်စုကိုပဲဆက်ပြီးတော့ထောက်ခံပေးနေအောင်မဲ့သဘောမှာရှိတယ်လို့ဒါကျွန်တော်ယူဆရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော် KNB နဲ့ဒီမော့ဆိုးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကအဲတုံ့ပြန်တဲ့ပုံစံတွေနောက်ပိုင်းလှုပ်ဆောင်လာတဲ့အပြုအမူတွေကအချို့ အကြောင်းအရာတွေမှာပေါ့ထူးထူးခြားခြားလေးတွေတွေ့ရတယ်ပြောင်းလဲလာတာတွေတွေ့ရတယ်ပေါ့နော်အဲဒီမော့ဆိုတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်က drone နေလေယာဉ်နေတုံးနေပေါ့နော်အဲ့ဒါတွေတုံးနေအပြင်ကဘာတွေပို့ပြီးတော့ထပ်ပို့လာလဲဆိုတော့တင့်ကားတွေ howitzer တွေပို့ပြီးတော့တုံးလာတယ်အဲတင့်ကားတွေ howitzer တွေကအစနေကတော့အင်အားဖြစ်နေတဲ့ဟာတော့မှန်တယ်ဒါပေမဲ့အခုတိုက်ပွဲအတွင်းကိုရောက်လာတဲ့အခါမှာဒီကောင်တွေကိုတော့မှအဓိကထားပြီးတော့တုံးနေတဲ့ပုံစံမျိုးတွေမြင်ရမြေပြင်စစ်ကြောင်းကနောက်မှမြေလိုက်သိမ်းတဲ့ပုံစံမျိုး၊နေမြေလိုက်ပြီးတော့ထိမ်းတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်အဓိကတော့ဒီလက်နက်ကြီး drone ြီးရင်ဒါအမြောက်ပြီးရင်ဟောဝဇာအပြီးရင်တင့်ပေါ့နော်ပြီးရင်လေချောင်းဒါမျိုးပုံစံမျိုးတွေကိုပဲအဓိကအားပြုပြီးအသုံးပြုတယ်အပြီးမှပဲဒါမြေပြင်မှာမြေမြေလက်ရှင်းတဲ့ပုံစံမျိုးနဲ့မြေပြင်စစ်ကြောင်းတွေကိုလွှတ်တဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒါစစ်ကောင်စီကဩဂတ်လအစောပိုင်းမှာဒါမိုးပြင်းနဲ့ rival ကိုစင့်ရတယ်ပို့ပေးတယ်အဲအဲ့ဒီကနေတဆင့်ဒါငွေတောင်အခြေစိုက်ခါလာ102နဲ့ခါမရ429တို့ကို အာအင်အားတွေထပ်ဖြည့်တယ်ဗောဗျာအဲ့လိုမျိုးတွေဖြည့်ပြီးတာ ਨੇ အများသူကဒီမော့ဆိုကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတယ်ဒါကတော့ရှေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပြတာဗောနော်အဲ့လိုစစ်ကြောင်းထိုးတဲ့ခါမှာဒါပြောတဲ့အတိုင်းပဲနေမြေကန်နေဖြစ်တယ်ဗောနော်နေမြေကျွမ်းကျင်တဲ့ PNO လို့အဖွဲ့တွေဗောနော်ပြည်သူ့စစ်အဖွဲ့တွေကိုရှေ့ကနေအသုံးချပြီးတော့လမ်းပြပုံစံမျိုးနဲ့စစ်ကြောင်းတွေထိုးခဲ့တာတွေ့ရလိမ့်မယ်ဗောနော်အဲအဲ့ဒီအဖွဲ့တွေ PNO အဖွဲ့တွေနောက်ကနေမှဒါစစ်ကောင်စီကနောက်ကနေလိုက်ပြီးတော့အင်အားတွေဆက်တယ်အောင်မြင်ချက်တယ်အပြင်လက်နက်ကြီးပြစ်မယ်ရှေ့တိုးမယ်လက်နက်ကြီးပြစ်မယ် ီချောင်းကျဲမယ်အဲဒါမျိုးပုံစံမျိုးနဲ့လှုပ်ဆောင်လာခဲ့တာအဲသူတို့တွေဒါဒီမော့ဆိုအရှိချမ်းနေရာအချို့ကိုထိမ့်ချုပ်သွားနိုင်တာတွေ့ရလိမ့်မယ်ဗောနော်အဲ့တော့လက်ရှိစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီကဒရုန်းနဲ့လေကြောင်းပစ်ကူတွေမကပဲနဲ့သူကတင့်ကားတဲ့ဟာဝေဇာတွေကိုပါအပြင်းထန်ပစ်ကူပေးတဲ့ပုံစံမျိုးတွေလှုပ်လာနေတယ်အဲဒရုန်းအသုံးပြုမှုဘိုင်းမှာဆိုရင်နီးပညာတွေပို့ပြီးတော့မြင့်လာတယ်စွမ်းဆောင်ရည်တွေပို့ပြီးတော့ကောင်းလာတယ်ဒါလုံးဝဗောနော်ဒါ drone ကိုအဝေးအကွာအဝေးအဝေးကြီးကနေမှအစပါဘောနော်တော်လိုင်းတက်ဖွဲ့တွေကလှုပ်ရှားမှုတွေကို လောကကြီးလင်းပြတ်သွားစာနဲ့ဒါစောင့်ကြည့်နိုင်တဲ့ပုံစံမျိုးတွေကအစားကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်။ဒါမျိုးသတင်းစကားတွေလည်းကျွန်တော်တို့ကြားရတယ်ပေါ့နော်။အဲပြီးတော့ဒါတင်ကားနဲ့ဟာဝေဇာဆိုရင်သူကတွဲပြီးတော့တုံးတဲ့ပုံစံမျိုးတွေမြင်လာရတယ်။ဒလိုင်းတက်ဖွဲ့တွေကဘက်ကများဒါလက်နက်ကြီးတစ်လုံးနှလုံးပစ်လိုက်တယ်ဆိုရင်အဲ့တင့်တဲ့ဟာဝေဇာနဲ့ကတွဲပြီးတော့ထွက်တာပေါ့နော်။တင့်ကနှလုံးဟာဝေဇာသုံးလုံးအဲ့လိုပုံစံမျိုးနဲ့အတွဲလိုက်ဒုံ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 ဆိုတဲ့ပုံစံမျိုးနဲ့ပြစ်ခတ်နေတဲ့အနေထားမျိုးကိုဒါသိရတယ်ပေါ့နော်။အဲ့တော့တွဲလိုက် ဒါဟန်ချက်ကြီးကြီးသုံးဆွဲနေတဲ့ပုံစံမျိုးတွေမြင်ရတယ်အဓိကအဲ့ဥစ္စာတွေကိုလည်းကျွန်တော်တို့ဒလိုင်းတက်ဖွဲ့တွေဘလို့ဖြစ်ရှင်းမလဲဆိုတဲ့ဟာမျိုးတွေဒီချိန်မှာစဉ်းစားသင့်တယ်ဗောနော်လေကြောင်းအသုံးပြုမှုတွေလည်းအရင်ကထက်ပိုပြီးတော့များလာတယ်တချို့တိုက်ပွဲတွေမှာဒါနေကြောင်းနဲ့ဘုံလိုက်ကျင်းနေတာ၃၄နာရီပတ်ချာလေလောက်တော့ရှိတယ်ဆိုပြီးတော့သိရတယ်အဲတိုက်ပွဲကအောက်မှာတိုက်ပွဲဘလို့အချိန်နေပဲရှိရှိအဲ့နေရာပတ်ချာလေကိုလေကြောင်းနဲ့လိုက်ပြီးတော့ကျင်းနေလိုက်တဲ့ဟာက၃နာရီ၄နာရီလောက်ထိတောင်ကြာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတစည်းပြီးတစည်းတက်ပြီးတော့ဗောနော် တစည်းလုံးဝစီကုံသွားရင်နောက်စည်းကအဲ့နေရာကိုလာပြီးတာဝန်ယူပြီးကျင်းနေတဲ့ပုံစံမျိုးတွေကစမြင်ရတယ်။ပြီးတော့စီစားတက်တာတဲ့ဒီကုနာလိုပေါ့နော်။ဒါဝိုင်တွဲလိုဟာမျိုးတွေနဲ့ပေါ့နော်။အာဘုံကျဲချတဲ့ပုံစံမျိုးတွေကိုပို့ပြီးတော့လှုပ်ဆောင်လာနေတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်။အဲနောက်တစ်ခုကတော့ဒါ BNU ရဲ့ရှေ့ကနေပြီးတော့ကုညီပေးမှုကြောင့်မလို့ပေါ့နော်။နေ့စဉ်နဲ့မျှစစ်ကြောင်းထိုးတာတွေရှိတယ်။တိုက်ပွဲတွေပြင်းထန်တာတွေရှိတယ်။ ဲ့ဒီမှာစစ်ကောင်စီဘက်ကအဲထိခိုက်တာတွေကတော်တော်လူကြီးများတယ်ဆိုပြီးတော့သိရတယ်။အခါကြီးကျရင်အံဩရတယ်ပေါ့နော်အဖွဲ့တွေကဟာဒီကောင်းနေလူကဘယ်လောက်တောင်များသလဲမသိဘူးဆိုတဲ့ပုံစံမျိုးတွေတောင်ဖြစ်ရတယ်။သူတို့တွေအပုံလိုက်တွေဖြစ်သွားတာတွေမြင်ရတယ်အာလုံးဝဒါဆုပ်ပြတ်တက်သွားတဲ့ပုံစံမျိုးတွေမြင်ရတယ်အဆုလိုက်ပြုံလိုက်တွေလစ်သွားတယ်မြင်ရတယ်။ဒါပေမဲ့လည်းဇက်တိုက်ဇက်တိုက်ဆိုလိုပဲထပ်ပြီးတော့တက်လာနေတော့မယ်။ဒါကဒါ PNU ရဲ့အကူအညီနဲ့ပေါ့နော်။အာအောက်ကနေပြီးတော့ဒါစစ်ကောင်စီစစ်ကြောင်းတွေကနောက်ကနေလိုက်ပြီးတော့တက်လာတွေကိုတွေ့နေရတော့မှာအဲ့ဒီမှာဒါထူးခြားမှုနေနေပေါ့နော်။ တိုက်ပွဲအတွင်းမှာတည်ဆုံးသွားတဲ့စစ်ကောင်စီစစ်သားတွေပေါ့နော်အဲ့ဒီစစ်သားတွေကိုအရင်လိုပုံစံမျိုးနဲ့ထားခဲ့တာမျိုးမဟုတ်တော့အခုကဘယ်လိုလဲဆိုတော့အခွင့်အရေးရရင်ပြန်ဆွဲတာမျိုးတွေတွေ့လာရတယ်ပြီးရင်အခွင့်အရေးမရရအောင်ပြန်ဖန်တီးတာမျိုးတွေလည်းတွေ့နေရတယ်အဲ့တော့ဘာလဲဆိုတော့လေချောင်းနဲ့ပေါ့နော်အဲလေချောင်းနဲ့လက်နက်ကြီးပစ်ကူပေးပြီးတော့ဒီတည်ဆုံးသွားတဲ့သူတို့ရဲ့စစ်သားအလောင်းတွေကိုပြန်ဆွဲတာမျိုးတွေရှိတယ်အဲတစ်ခါလေးမှာဒါသူတို့ညဘက်တွေမှာအစပြီးတက်ပြီးတော့ဆွဲတာမျိုးတွေရှိတယ်ဆိုပြီးတော့လည်းဒါထူးထူးခြားခြားကြားရတယ်ပေါ့နော်ပုံမှန်ဆိုရင်ဒီလိုမျိုးဒါပြီးပြီး ါလွတ်ပြစ်သွားတဲ့ဒါဆွန့်ပြစ်သွားတဲ့စစ်သားအလောင်းတွေအများကြီးပဲပေါ့နော်ဒါကလည်းသူတို့မှရည်ရွယ်ချက်ရှိတယ်ဆိုပြီးတော့ကျွန်တော်ယူဆတယ်အဲ့ဒါပါလဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေဘက်ကဒါအလောင်းတွေရပြီဟေးဆိုတဲ့ခါကျရင်ဒါမှတ်တမ်းတက်ပုံနဲ့ဗီဒီယိုဖိုင်တွေနဲ့ဒါမျိုးထုတ်ပြန်တာတွေရှိတဲ့ခါကျတော့အဲသူတို့ဘက်ကအဖွဲ့တွေကစိတ်သက်တွေကြကြတယ်သူတို့ရဲ့မိသားစုတွေကဒါသူတို့ဒါအကြီးပိုင်းတွေကိုပေါ့နော်အဲဒီအရမ်းပတ်သက်လို့ပေါ့နော်ငိုကြွေးပြီးတော့တောင်းဆိုတာမျိုးတွေပြီးတော့သူတို့ခစားခွင့်တွေတောင်းတာမျိုးတွေ ဒါမျိုးပုံစံမျိုးတွေအများကြီးလောက်တာဟိုတွေ့နေရတယ်ဗောနော်အဲ့လိုအဲ့လိုဆိုတော့သူတို့ဘက်ကအဖွဲ့တွေကစိတ်သက်တကြတယ်တည်ဆုံးသွားတဲ့သူတွေနဲ့ပတ်သက်လို့ဒီဘက်ကဒေါ်လာရေးတပ်ဖွဲ့တွေကတင်လိုက်တဲ့ခါကျတော့ဒေါ်လာပြည်သူတွေကအားပေးကြတယ်အားအားရဝမ်းသာတဲ့အောင်ပွဲတွေခံကြတယ်ဒါမျိုးတွေကိုသူတို့မခံစားနိုင်တဲ့ခါကျတော့အဲ့လိုမျိုးလှုပ်လို့မရအောင်လှုပ်ခွင့်မပေးတော့ဘဲနဲ့ ဒါအလောင်းတွေကိုပြန်ဆွဲတဲ့ပုံစံမျိုးတွေမြင်နေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကဒါကြောက်ဖြူမှာလည်းဖြစ်သေးတယ်ပေါ့နော်ဒါကျွန်တော်ရှေ့မှာပြောခဲ့သေးတယ်ကြောက်ဖြူမှာသူတို့အသေးဆုံးတွေများပြီးတော့ပေါ့နော်အဲကြောက်ဖြူကအချို့တင်းကြိုင်းတွေမှာခဏခဏမြုပ်နေရတဲ့ခါကျတော့ဒါတွေကိုဒါပြည်သူတွေကတိတယ်တလိုင်းတပ်ဖွဲ့တွေကတိတယ်တိတဲ့ခါကျတော့ဘလောက်တောင်မှအသေးဆုံးသွားကြပြီးအဘယ်နေရာမှာဘလို့တောင်မှဒါသူတို့တွေနိုင်လုံနေရတယ်ဆိုတဲ့ပုံစံမျိုးတွေတိတဲ့ခါကျတော့ဒီဘက်ကတလိုင်းတပ်ဖွဲ့တွေအားတက်တယ်တလိုင်းပြည်သူတွေအားတက်တယ် သူတို့ဘက်ကကြတော့စိတ်ကြဆင်းတာတွေဖြစ်ကြတာပေါ့နော်အဲအကြောင်းမလို့ဒါကြောက်ဖြူတိုက်ပွဲမှာတည်သွားတဲ့အချိုးဖွဲ့တွေဆိုရင်သူကစစ်တွေအထိတည်တယ်တည်ပြီးတော့စစ်တွေရဲ့ဒါသူတို့ရဲ့တင်းကြိုင်မှာပြန်ပြီးတော့မြုပ်နေရတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဓိကတော့တက်ပြင်ကိုပေးမသိတဲ့ဟာမျိုးတွေဖြစ်လာတယ်ဒါခုံခုံကဒါဒုတမမှုဆိုရင်လေသူတို့ရဲ့ရဲမေတွေကိုတန်းစီပြီးတော့ပေါ့နော်ဒီသူတို့ရဲ့အသေးပြောက်များနေတဲ့ဒါဖြစ်စဉ်တွေအနေနဲ့ပတ်သက်လို့အပြင်ကိုဒါသတင်းမထွက်အောင်ပေါ့ဗျာတက်ပြင်ကိုသတင်းမထွက်အောင် ဒါတန်းစီပြီးတော့ကိုမှားကြရတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းသိလာရတယ်ဒါကြောင့်မလို့ဒီလိုလုပ်တယ်ဆိုပြီးတော့လည်းဒါကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကဒီမော့ဆိုမျိုးကိုသာမကပေါ့နော်ဘောလခဲတို့ဖရူဆိုတို့ရိုက်ကော်တို့လိုမျိုးတွေမှာလည်းဒီလပိုင်းတွင်းမှာအင်အားတွေဖြစ်တင်တာတွေလှုပ်တယ်အဒီမော့ဆိုကွင်တစ်ခုထဲမှာတင်မဲ့အင်အား2000ဝန်းကျင်ခန့်ရှိတယ်ဆိုပြီးတော့လည်းဒေါ်လိုင်းတပ်ဖွဲ့တွေစီကနေပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒီထိတွေ့တိုက်ပွဲတွေကနေ့စဉ်ရှိနေပြီးတော့ဒေါ်လိုင်းတပ်ဖွဲ့တွေဘက်ကဘလောက်တော့မှဒါဒီကောင်းနေစစ်ကြောင်းနေထိုးနေလဲအင်အားတွေဖြစ်နေလဲဆိုတော့တော်လိုင်းတပ်ဖွဲ့တွေက ဒါလှုပ်ရှားသွားလာမှုတွေရှိတိုင်းမှာလှုပ်ရှားပြီဆိုတာနဲ့ကိုဒါစစ်ကောင်စီဘက်ကကင်းမုန်းအနေနဲ့တွေ့နေရတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြရရှိတယ်အဲ့တော့စစ်ကောင်စီဘက်ကအဲ့ဘက်ချမ်းမှာစစ်ရေးကိုတော်တော်လေးကိုသူကဖိဖိစီစီ လုပ်နေတဲ့အနေထားဒါကင်းမုန်းဝတ်တာတွေဘာတွေဆိုရင်အရန်ပင်မတဲ့အလုပ်တွေပေါ့နော်ဒါပေမဲ့အဲ့ဥစ္စာတွေကိုဖိဖိစီစီခိုင်းစင်နေတာတွေတွေ့ရတယ်အပြည့်ပြင်းလှုပ်ဆောင်နေတဲ့ဟာတွေလည်းတွေ့ရတယ်အဲ့တော့နေမြေဆုံးမှုအပိုင်းတွေမှာစစ်ကောင်စီဘက်က ပို့ပြီးတော့လက်ဦးမှုရဖို့ယူဖို့အတွက်ကိုစူးစမ်းနေတယ်ဆိုတဲ့ဟာလေးလည်းဒါဒီဖြစ်စဉ်တွေကိုကြည့်ပြီးရင်ဒါတိတာစီတယ်ပေါ့နော်နောက်တစ်ခုကဒါစစ်ကောင်စီကအဲ့နေရာတွေမှာဒါပြည်သူတွေကိုဒေသခံတွေကိုလူသားတိုင်းပုံစံမျိုးတွေနဲ့လှုပ်ဆောင်ခြင်းတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်အဲ့ဒါပါလဲဆိုတော့နေရက်ကိုဆုံခွာသွားတဲ့စစ်ပေးရှောင်သွားတဲ့ဒေသခံပြည်သူတွေကိုပြန်လာဖို့ခေါ်တယ်တကယ်လို့ပြန်မလာဘူးဆိုရင်အဲ့နေရာမှာရှိတဲ့သူတို့ရဲ့ဘိုင်းဆိုင်မှုတွေကိုအကုန်လုံးချိတ်ပိတ်ပြစ်မယ်တင်းစီပြစ်မယ်ဆိုတော့ ချင်းချောက်မှုတွေလည်းလုံနေတာတွေ့ရတယ်ဗောနော်အဲ့တော့ဒီလိုမျိုးမမတ်ရန်လုံနေတဲ့စစ်ကောင်စီအမြန်မြင့်ဖြစ်နိုင်ဖို့ကရန်ရေးကြည့်တော့ဗောနော်အဲ့တော့ဒါသူတို့ရဲ့ပြောပြချက်တွေဒေါ်လိုင်းတက်ဖွဲ့ရဲ့ပြောပြချက်တွေထဲမှာဆိုရင်ဒါ drone အသုံးပြုမှုဒါ drone ဘုံသီးဗောနော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တာရှိတယ်အဲ့သူတို့အသုံးပြုတဲ့ဘုံသီးကကျွန်တော်တို့ဒီဘက်ကဒေါ်လိုင်းတက်ဖွဲ့တွေသုံးသလိုမျိုးပဲလက်လုံဘုံသီးပဲအဲဒါပေမဲ့အဲ့လက်လုံဘုံသီးကဒါကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေတီထွင်နေဆိုတာကငွေကြေးမတက်နိုင်လို့အကုန်ကျနည်းနည်းနဲ့ထိရောက်အောင်ဆိုတဲ့ပုံစံမျိုးနဲ့တီထွင်ကြတယ်ကိုဘကိုဂျန်နေဆက်တယ် အာကိုဘကိုပိုက်လေးနဲ့တေချာလှုပ်တယ်ပေါ့နော်အဓိကတော့ဘုံသီးဖြစ်ပြီးတော့ပေါ့ပေါ့ပွားပွားနဲ့ဒါထိရောက်တဲ့ပုံစံမျိုးဖြစ်အောင်တီထွင်ကြတာပြောရမယ်ဆိုရင်ကျွန်တော်တို့မှာစက်ယုံမရှိဘူးထုတ်လုပ်နိုင်ဖို့အတွက်ဒါငွေကြေးပမာဏနည်းပါတယ်အဲဒါကြောင့်မလို့လွယ်လွယ်ကူကူနဲ့ဒါကောင်းမွန်ထိရောက်တဲ့ပုံစံမျိုးဖြစ်အောင်လှုပ်ကြဒါပေမဲ့စစ်ကောင်စီကအဲ့ပညာကိုယူသွားတယ်သူကဘာဖြစ်လို့ဆိုသူ့အတွက်ကြတော့အရန်ထိရောက်တယ်ကျွန်တော်ဒီဘက်ကတော်လိုင်းကြီးတပ်ဖွဲ့ဝင်တွေကငွေကြေးမပြည့်စုံလို့အထောက်ပံ့နေပါလို့ပေါ့နော်ဒါလူသလောက်မရလို့ကျွန်တော်တို့က ဒါလွယ်ကူရွှေ့ရှင်းပြီးတော့အကုန်ကြက်တက်တာတဲ့ဟာကိုလုပ်လာဈေးကောင်စီအတွက်ကြတော့အခုချိန်မှာအဲ့ဟာသွားပြီးတော့ဒါအထောက်ပံ့ဖြစ်နေတာပေါ့ဗျာအဲ့နီးပညာဒါတလိုင်းတက်ဖွဲ့တွေစီကနေပဲသူတို့ယူသားတဲ့နီးပညာပဲအဲသူတို့အနေနဲ့ကကြတော့ပြည်သူ့ဗန္ဓာငွေကိုလွဲသုံးစားလုပ်လို့ရတယ်သူတို့မှထုတ်လုပ်ဖို့အတွက်စက်ယုံတွေကစအသင့်ရှိတယ်အဲ့တော့ဒီနီးပညာသာရသွားပြီဆိုရင်ကျွန်တော်တက်ဖွဲ့တွေကစက်လုံးထုတ်နိုင်တယ်သူတို့ကအလုံးတရာစက်ထုတ်နိုင်တယ်ကျောင်းတက်ဖွဲ့တွေကတလုံးကျဲနိုင်သူတို့ကစေလုံးကျဲနိုင်တဲ့အနေအထားဖြစ်တယ်။အဲဒါကြောင့်ကျောင်းတက်ဖွဲ့တွေကကိုပါကိုရန်နေအချိုးစားတွေလာ ကိုယ့်ဘက်ကိုဆက်ကြတယ်အဲဝယ်လို့ရတဲ့ဟာတွေနဲ့အသုံးပြုကြတယ်သူတို့မှာကြအရှံပဲရတဲ့ဟာတွေနဲ့အကောင်းဆုံးဆိုတဲ့ဟာတွေကိုသူတို့အသုံးပြုလို့ရတယ်အဲ့တော့ကျတော့ဒီသူတို့ရဲ့လက်လုံဘုံသီးတွေကတဲ့တော်တော်လေးပြင်းထန်တယ်ဆိုပြီးတော့ပြောကြတယ်ဗောနော်အဲ့တော့ဒါတွေဟာလေဒါကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားပြီးတော့ဖြေရှင်းရမယ်ပြဿနာတွေဖြစ်လာနေတယ်ဒါကျွန်တော်မြေပြင်အရှိတရားကိုပြောပြတာဗောနော်အဲ့တော့စစ်ကောင်စီဘက်ကတော့အမြဲတမ်းတင်ယူနေတယ်အဲ့ကျွန်တော်တို့ဘက်ကတကယ်တမ်းပြောရင်အဲ့ဒီနည်းပညာကိုကျွန်တော်တို့တပ်ဖွဲ့တွေကအရင်စသုံးခဲ့တာဟာ ဒီ drone တွေကိုထိရောက်အောင်စစ်ပွဲတွေကိုအလှည့်ပြောင်းဖြစ်အောင်အသုံးပြုခဲ့တာကကျွန်တော်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတုံးခဲ့တာဒါပေမဲ့စစ်ကောင်စီကအခုပြန်ပြီးတော့အဲ့ဒီနှိပညာကိုသူတို့ပြန်တောင်းအောင်လုပ်နေတယ်သူ့မှာနှိပညာတောင်းမှုကအစရှိတယ်ငွေကြေးရှိတယ်ထုတ်လုပ်မှုသူ့မှာနိုင်နေတယ်ဗျာအဲဒီဘက်ကတော်လိုင်းတပ်ဖွဲ့အနေနဲ့ရုပ်စာတွေကိုနောက်ကျမကြံခဲ့ဖို့အရန်ရေးကြီးတယ်တပ်ဖွဲ့တွေကနောက်ကျမကြံဘူးအတိတ်ကအထောက်ပံ့တပ်ဖွဲ့တွေကဓာတ်တွေကိုဘယ်သူမှတင်ပေးခြင်းမရှိဘဲနဲ့ကူညီခြင်းမရှိဘဲနဲ့ကိုယ့်ဘက်ကိုရအောင်ဖန်တီးခဲ့တာ အဲ့တော့အဲ့ထက်ပို့ပြီးတော့ကောင်းမွန်တဲ့နည်းပညာတွေကစအခုအောင်မြင်နေတာတွေရှိတယ်ဒါပေမဲ့အဲ့ဥစ္စာတွေကိုထောက်ပံ့ပေးနိုင်ဖို့အတွက်လုံလောက်တဲ့ငွေကြေးထောက်ပံ့မရှိဒါတွေကကျွန်တော်တို့တော်လိုင်းအောင်မြင်ဖို့အတွက်ဆိုရင်အရင်ရည်ကြီးတဲ့အရာတွေဖြစ်တယ်အဲ့တော့ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေဒါတွေကိုသိကြပါတယ်ဒီဥစ္စာတွေမှာနည်းနည်းပြန်ပြီးတော့အားဆိုင်ဖို့အတွက်ဒါကျွန်တော်တို့ခုလိုမျိုးဒါအကြံပြုတင်ပြတာဖြစ်တယ်ဗောနော်နောက်တစ်ခုကဒါစကိုင်းတိုင်းတစေရည်ဦးဗောနော်အဲဒီလမ်းပိုင်းမှာနေမြေဆိုးမှုနိုင်ဖို့အတွက်ကိုစစ်ကောင်စီကစစ်ကြောင်းတွေထိုးလာတဲ့အရာရှိတယ် ဒီအော်တိုဘာလာတရက်နေ့ကနေစပြီးတော့ခမာယာ361နဲ့ဒါပြူနဲ့ပေါင်းထားတဲ့အင်အား200လောက်ရှိတဲ့စစ်ကြောင်းကစစ်ကြောင်းထိုးတယ်ဒီတစေရေဦးလမ်းပိုင်းပေါ့နော်အဲ့လမ်းပိုင်းကိုသူတို့ပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်ကိုစစ်ကြောင်းထိုးတာဖြစ်တယ်အဲအဲ့မှာဒါတစေရေဦးတိုက်ပွဲမှာဒီစစ်ကောင်စီအင်အား200ပါစစ်ကြောင်းက9ရောက်တည်ပြီးတော့30ကျော်ဒဏ်ရာရပြီးရင်ဒဏ်ရာရတဲ့ဟာတွေအကုန်လုံးက ဒါဒီဒီပြန်တည်သွားတဲ့အပြင်ဟိုမှာပေါ့နော်သူတို့ဇီးကုန်းဘက်ကိုပြန်ပြီးတော့ထွက်ပြေးသွားကြတယ်ဒါစစ်ကောင်စီရဲ့ထုံးစံတိုင်းပဲပေါ့နော်အဒီကာလမှာစစ်ကောင်စီကဒါစကိုင်းတိုင်းအလဲပိုင်းရေဦးဒဇင်မြို့နယ်တွေမှာဒါအင်အားအမြောက်များနေပေါ့နော်စစ်မြေပြင်မှာစစ်ကြောင်းထိုးတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လှုပ်ဆောင်လာနေတယ်ဆိုပြီးတော့သိရတယ်မြေပြင်စစ်ကြောင်းတွေဆိုရင်သူကစစ်ကြောင်းတွေပါပြန်ခွဲပြီးတော့ဒီကြေးရွာတွေကိုစစ်ကြောင်းထိုးရှင်းလင်းတာမျိုးတွေလုပ်တယ်အဓိကတော့ဒီနေမြေဆိုးမိုးရေးပြန်ရဖို့အတွက်သူတို့စူးစမ်းနေတာဖြစ်တယ်အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းပြန်ပွင့်နိုင်မှုအတွက်စူးစမ်းနေတာဖြစ်တယ် ဒီ၁၀ရေဦးကားလမ်းပိုင်းကိုသူတို့စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက်စူးစမ်းနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ရေဦးတို့၁၀တို့ကန့်မလူတို့ဆိုတဲ့ဟာရေကအဲ့နယ်တွေကပေါ့နော်တော်လိုင်းအင်အားစုတွေအားကောင်းတဲ့နေရာတွေဖြစ်တယ်တော်လိုင်းတပ်ဖွဲ့တွေနေပြည်စိုးမိုးမှုအားကောင်းတဲ့နေရာတွေဖြစ်တဲ့အတွက်ဒီနေရာတွေကိုစစ်ကောင်စီပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်နဲ့ဒါရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ကိုရည်ရွယ်ပြီးတော့အခုလိုမျိုးစစ်ကြောင်းတွေထိုးလာနေတယ်ဆိုတဲ့ဟာကိုတော့ဒါကျွန်တော်တို့ခံမှန်းလို့ရတယ်ပေါ့ဗျာအဲ့တော့ဒီလိုပြန်ထိန်းချုပ်နိုင်ဖို့လုပ်တဲ့ခါကျတော့ဒါစစ်ကောင်စီကသူ့ရဲ့အင်အားတွေမကဘဲနဲ့သူက ဒီပြူစောတိတွေပါတယ်အပြင်ဒါအခုထဲမှာဆိုရင်ဒါဝါသဝရပေါ့နော်ဝါသဝဥဆောင်တဲ့ပြူစောတိအဖွဲတွေကအစပါတယ်ဆိုပြီးတော့ဒါကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့ရှစ်ကောင်စီကဒီလိုမျိုးပုံစံမျိုးတွေကိုတသွေးမသိနေရအစုံမှာအသုံးပြုနေဆိုတာကိုပြောအောင်ဘာလို့လဲဆိုတော့ဒါခုနကကျွန်တော်ပြောခဲ့တဲ့ green ပြည်နယ်ထဲမှာဆိုရင် PNO ကိုတုံးတယ်အပြင်ဒါ green ပြည်နယ်ထဲမှာဆိုရင် BGF DGB ဒါမျိုးပုံစံမျိုးတွေတုံးတယ်ဟာအာခတ်တက်တော့ A ဘက်မှာဆိုရင်လည်းဒါဆောမရရာဇာနေလို့အဖွဲတွေကိုတုံးတယ်ပေါ့နော် ပြီးတော့ဒါ KIA ဘက်မှာကြည့်မယ်ဆိုရင်လည်းဒါဝါဆွတ်လိုကောင်မျိုးတွေပေါ့နော်ဒါဒီတို့ပြည်သူစစ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုတုံးတာတွေရှိတယ်ဒါအညာဘက်တွေမှာဆိုရင်ဒါပြူတွေကိုတုံးတာတွေရှိတယ်နေရအစုံဒေတာအစုံမှာကြည့်ကြည့်လိုက်ဒါတို့ဘက်ကိုပါတဲ့သူတွေနေမြေကန်တွေဖြစ်တဲ့သူတွေပေါ့နော်အဲ့ဒါတွေကိုမှတ်လုံးနေပေးပြီးတော့ ရပိုင်ခွင့်နဲ့လုပ်ပိုင်ခွင့်တွေနဲ့မြူဆွယ်ပြီးတော့သူတို့ရဲ့အလုပ်တွေကိုလုပ်ပေးစီဖို့အတွက်ကိုအသုံးပြုနေတာလေတွေ့နေရတယ်။အဲ့တော့ဒါဟာလည်းသတိထားရမယ့်အကြောင်းအရာတစ်ခုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့နေပြည်တော်ဖြစ်တဲ့အတွက်ဘယ်နေရာမှာဘာရှိတယ်ဆိုတဲ့အကြောင်းကိုကိုလည်းသိတယ်လို့သူကလည်းသိနေတာပေါ့နော်။အဲ့တော့ကိုပဲသိထားပြီးတော့သူမသိအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းနေလဲကျွန်တော်စဉ်းစားကြဖို့ရေးကြည့်လိုက်ပြီပေါ့နော်။အဲ့တော့ဒီရက်ထဲမှာစစ်ကောင်စီက30ရေဦးလမ်းပိုင်းပေါ်ကဒါဖန်ကားစင်းကျွရကိုဂျာယိုကော်ပရာ3စီးနဲ့ အဲ့ဒါဘုံလာကျဲတာတွေရှိတယ်အဲ့လိုဘုံကျဲတိုက်ခိုက်ခဲ့လို့ဒါ20ကျော်ပေါ့နော်အသက်20ကျော်ရွယ်အမျိုးသမီးတူဒါတေဆုံးထိခိုက်တာမျိုးတွေရှိတယ်ဒေသခံတွေထိခိုက်တာတွေရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ရွေကျက်ဖြစ်တဲ့နည်းမြေပြန်ထိန်းချုပ်နိုင်ရေးနဲ့ရွေးကောက်ပွဲပြုလုပ်နိုင်ရေးကတကယ်ရောမြေပြင်မှာလက်တွေ့အောင်မြင်ပါမလားဒါမှမဟုတ်ဘာလာလာကြိုက်တဲ့ကောင်လာခဲ့ကြိုက်တဲ့တနက်နဲ့ယူလာခဲ့ကြိုက်တဲ့အင်အားနဲ့တက်လာခဲ့ရတဲ့လောက်ရတဲ့ဟာနဲ့စုံမယ်กว่าဆိုတော့ကျွန်တော်အညာသားတွေရဲ့ဇာကို ဒီကောင်းနေခံနိုင်မလားဆိုတဲ့ဟာပေါ့နော်အဓိကတော့ဒါမေအောင်လာရဲ့ရည်ရချက်ကိုဒေါ်လာရင်တက်ဖွဲ့ကြီးရိုက်ချိုးနိုင်မလားဆိုတဲ့ဟာကိုတော့ကျွန်တော်မြေပြင်မှာစောင့်ကြည့်အောင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒေါ်လာရင်အရွေတွေကတော့နေ့စဉ်နဲ့များအများကြီးရှိပါတယ်ဒိုက်ပွဲဖြစ်စဉ်တွေအောင်ပွဲသတင်းတွေလည်းအများကြီးရှိသလိုကျွန်တော်တို့စိတ်သက်တွေအတက်အကျများတဲ့ကာလဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကာလကအရေးကြီးတယ်မေအောင်လာအတွက်လည်းအရေးကြီးလို့ဒေါ်လာရင်းအတွက်လည်းအရေးကြီးနေတဲ့ကာလဖြစ်တယ်အဲ့တော့ဒေါ်လာရင်းဘက်မှာကျွန်တော်တက်နိုင်တဲ့ဟာတွေဘာတွေရှိမလဲဆိုတဲ့အကြောင်းစဉ်းစားရင်းနဲ့ဝိုင်းကူကြဖို့လိုတယ်ဆိုတဲ့အကြောင်းလေးဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်